အာဆစ်ချောင်းတွေအတွက်တော့အကောင်းဆုံးအစကရရနေဒီဘက်မှာလည်းဒီအာ humanitarian နဲ့ပတ်သက်တဲ့ refugee relief committee တွေရောအတိအသေးရှိကြတယ်ပြင်တချို့ဒီ NGO တွေပေါ့နော်ဥပမာ ICA တို့လိုဟာမျိုးဒီနဲ့ရောပြင်တော့ကိုအဖွဲ့အလိုက်နဲ့ဒီဆစ်ချောင်းနဲ့ပတ်သက်တဲ့ refugee relief committee တွေအနေနဲ့လည်းဆောင်ရွက်တဲ့ဟာတွေတောက်လျှောက်ရှိနေတယ်ပြင်ဒီအာ အများစုကတော့ကျွန်တော်တို့ကိုချင်းချင်းဖက်ကဆစ်ရှောင်းနေတော့ဒီမီဇိုရမ်ပြည်နယ်ထဲမှာများတယ်ပေါ့နော်ပြီးရင်ဒီစကိုင်းနိုင်ဖက်ကကျတော့ဒီမနီပူဖက်မှာဝင်တဲ့အာလည်းရှိတော့ရှိတယ်ဆိုတော့ဒီကြားထဲမှာဒီ refugee အာဖြစ်နေတဲ့အနေနဲ့ဒီဘက်ကိုရောက်လာတဲ့သူတွေအတွက်လည်းအာတက်နိုင်တဲ့လောက်ဒီမီဇိုရမ်မဆူရနဲ့လည်းဒီလိုအပ်တဲ့ကိစ္စတွေပြီးရင်ဒီမီဇိုရမ်မှာတည်တဲ့အတိုင်းအာဒီအဆူရအပြင်မှာ NGO တွေပေါ့နော် တော်တော်လေးကိုအားကောင်းနေတဲ့နေရာဖြစ်တယ်။ community society အားကောင်းနေတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီဥမာ YB တို့လိုပင်ကြောင်းသားဖွဲ့ MZP MSU တို့လို BND MHEP MUP စသဖြင့်ဒီအပါဝင် local မှာရှိတဲ့ village council တွေ BND ရက်ွက်မှာရှိတဲ့ရက်ွက် council တွေနဲ့ရော council တွေနဲ့ရောဒီတက်နိုင်တလောက်တော့ဟိုအမြဲတမ်းဒီဘက်ကကျူရောက်နေပြီးသားဖွဲ့တွေနဲ့ပူးပေါင်းပြီးမှ အာဆောင်ရွက်နေတဲ့ຢာတွေလည်းဟိုရှိပါတယ်ဆိုတဲ့ဟာထပ်ဖြစ်ချင်တယ်ပြင်ခုနပြောသလိုဒီအလုံးပြန်ကိုအိမ်ကိုပြန်နိုင်ဖို့အရေးကိုလည်းကိုဒီတာကိုလုံးငယ်လို့ဆိုရင်ပြန်ကခွဲနိုင်ဖို့အရေးကိုလည်းဟာဒီဘက်ကရောက်နေတဲ့သူတွေနဲ့ဟိုချိန်ဆက်ဆံရပြပဟိုလှုပ်ဆောင်နေတဲ့အရာတွေလည်းရှိတယ်ဆိုတဲ့ဟာကိုလည်းဟိုထပ်လောင်းပြပဖြစ်ချင်ပါတယ်ပြင်အိန္ဒိယအစိုးရနဲ့ပတ်သက်ပြီးရင်တော့ဒီတချို့ကိစ္စတွေက confidential ထားရမယ့်အရာတွေရှိတယ်ပေါ့နော်ဥပမာ အာမနစ်ကဖြစ်သွားတဲ့အာဒီအာ World Affairs India ရဲ့ဒီ World Affairs Council ကနေဒီအစီအစဉ်ဆောင်ရွက်ပူးကျူးစားတဲ့ဟာတွေလဲတချို့ဖွဲ့တွေက line body နဲ့တွေ့ကြအောင်အဲ့ဒီတွေ့ဆုံဖွဲ့လဲဟိုပြတ်သွားတဲ့အရာလဲရှိတယ် MEA ဘက်ကလည်းတော်တော်လေးကိုစိတ်ပြတ်သွားတယ်ပေါ့နော်ကျွန်တော်တို့ချင်းထဲမှာအဖွဲ့တစ်ဖွဲ့ကမိတွေအရေကိုတောက်လျှောက်တူမှုရချင်းလဲဟာသူတို့ပဲပါတယ်လို့လို့ ਨੇ ပြောနေတဲ့အတွက်ကြောင့်ဖြစ်မသွားပဲနဲ့တီးတန့်စီတွေးလိုက်ရတဲ့အနေထားတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ ကအဲ့လိုပဲဒီအာဟိုမှာလဲဟိုမှာငလင်းနဲ့ပတ်သက်ပြီးမှဒီစကိုင်းငလင်းနဲ့ပတ်သက်ပြီးမှလဲဟိုတခောက်ကဒီအိန္ဒိယဆိုရဘက်ကနေလူသားချင်းစာနာမှု အနေနဲ့ပို့ပေးတဲ့ဟိုအကူအငေတွေလဲဒီကျွန်တော်တို့ချင်းပြည်နယ်ကိုဖျက်ပြီးမှစကိုင်းဘက်ကိုအရောက်ဟိုပို့ခဲ့တာတွေရှိတယ်ပေါ့နော်အိန္ဒိယဆိုရကဟိုဘက်ကနေအာဒီဒီပြည်တော်ဆိုရနဲ့လဲ သူတို့ချိတ်ဆက်ပြီးမှသွားတယ်လို့ဒီဘက်တော်လှန်ရေးဖွဲ့တွေနဲ့ချိတ်ဆက်ပြီးမှသွားတဲ့အရာလည်းဟိုရှိတယ်ပေါ့နော်နှစ်ဖက်ကိုသူကအာဆက်ဆံရေးလုပ်ပြီးမှဟိုသွားနေတဲ့အနေထားရှိတယ်အဲ့အဲ့လိုချိန်မှာတိကျတဲ့အတိုင်းကိုအရင်တစ်ခေါက်ကအာဒီ NUG နိုင်ငံခြားဝင်ကြီးတော်စီမအောင်ပြောခဲ့တဲ့အတိုင်းကျွန်တော်တို့ဒီကိုတော့လောလောဆယ်လက်တလောအနေထားမှာ non stick actor ပုံစံနဲ့ဆက်ဆံနေတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်တချို့ကိစ္စတွေကိုတော့အာ fluid နဲ့ ဒီ confidential နဲ့လုပ်နေရတဲ့အနေထားဖြစ်တော့ကျွန်တော်တို့တိတ်ပြီးမှ line ပေါ်မှာဒီမပြောဖြစ်တဲ့ဟာတော်တော်များတယ်ပေါ့ဒီအဲ့အဲ့တုန်းကလည်းဟိုအကူငြေတွေကိုအာဖြစ်မြောက်အောင်စီစဉ်ပြီးလေလုံခြုံရေးကာဆဒီဖြစ်သွားအာဖြစ်လာမဲ့ကိစ္စတွေအားလုံးနေပါကူဒီကုန်ကျစရိတ်ကာဆပေါ့နော်ဒီဘက်ကနေအာမြန်မာပြည်ပချမ်းရောက်ဖို့ကိစ္စကိုလည်းဒီချင်းညီနောင်ရဲ့ဒါဒီ humanitarian ကိုပုံရည်တဲ့အဖွဲ့အစည်းတစ်ခုအနေက အကူရေဆောင်ရွက်ပြီးမှစသဖြင့်ကျွန်တော်တို့ဟိုတဲယူ transport အတွက်ပါဒီအိန္ဒိယဆူရနဲ့ပူပေါင်းပြီးမှလုပ်တဲ့အရာတွေလည်းဟိုရှိခဲ့တယ်ပေါ့နော်ပြီးရင်ဒီအိန္ဒိယဆူရအနေနဲ့တော့ဒီဟာ CB control area တွေအတွက်ကိုအဓိကအဆူရတရက်ဖြစ်တဲ့အတွက်ကြောင့်ဟိုသူတို့ကလက်နက်ခဲရန်တော့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ဒီ humanitarian aid နဲ့ပတ်သက်တဲ့ဟာတွေဟိုအစားတော့ အမေဒီအာဆန်ကစားပြီးဒီစီဝါအာတွေ့ကိုတော့တော်တော်များများအာဒီဘက်ကျွန်တော်တို့ကိုလိုရမ်းနေဟာလဲဟိုရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ခုနပြောသလိုအာတချို့ကိစ္စမှာဒီအာလက်ဦးမှုရောပြင်အိန္ဒိယနဲ့ဆက်ဆံပါတယ်ဆိုတဲ့ဟာကိုသူတို့နဲ့ပဲဟိုဆက်ဆံတယ်လို့လို့နဲ့အာသတင်းမီဒီယာမှာ ဒီပြောနေတဲ့ကိစ္စတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့နေနေတော့ဒီထင်းထင်းတိမ့်တိမ့်အာနဲ့ဒီအာမချောင်ပဲနဲ့ပေါ့အလွယ်အနည်းနဲ့ပြောမယ်ဆိုရင်တော့အာမချောင်ပဲနဲ့တူတူတိတ်တိတ်ပြီးတူလူထုစီဒီအာကုမ္ပဏီထောက်ပံ့မှုရောက်ဖို့ပင်တော်ဆိုင်ရဲ့ဖွဲ့ရစီဒီကုမ္ပဏီထောက်ပံ့မှုရောက်ဖို့ကိုပဲဦးစားပေးပြီးမှဒီ line ပေါ်ကသုံးမိကြီးကဒီ PR ကိုအရေးမကြီးဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ဒီဟာတက်ကုပီတူလူထုရဲ့ဒီကောင်းစားရေးကုပီတူလူထုအတွက် ိုတက်နိုင်တလောက်ပေါ့နော်ဟိုစူးစမ်းတာဖြစ်တယ်ဟိုဥမာပြောရမယ်ဆိုရင်ခုနပြောတဲ့ဒီ World Affairs နဲ့ပတ်သက်တဲ့အဲ့ဒီအဖွဲ့ကလည်းဒီ ICWA ဖက်ကလည်းဟိုတခါတောင်ကျွန်တော်တို့ချင်းတွေရဲ့ဟိုနှုတ်မလုံးမှုကြောင့်ဖြတ်ခံရတဲ့အနေအထားတွေလည်းဟိုရှိခဲ့ဖို့တယ်ပေါ့နော်ဆိုတော့အာအဲ့လိုမျိုးထပ်မဖြစ်အောင်တော့ကျွန်တော်တို့ဒီအိန္ဒိယနဲ့ဆက်ဆံရေးမှာလည်းတတိထားတယ်ခုဘက်မှာလည်းဒီအိန္ဒိယ နိုင်ငံခြားရေးဌာနရဲ့အကြီးအကဲတွေပေါ့နော်ဒီထိတ်တန်းအာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့လည်းဒီအတွေ့အဆုံမှုတွေလည်းဟိုရှိခဲ့တယ်ဘယ်ချိန်ပြနေရဆိုတဲ့ဟာတော့ဒါပြောလို့အဆင်မပြေတဲ့အတွက်ကြောင့်ဒီတချို့ကိစ္စတွေကိုတော့ဟိုနားလည်ပြကြဖို့တော့ဟိုဝိတ်ခေါ်ချင်တယ်အာပြောပြချင်တယ်ပေါ့နော်ဆိုတော့ဂျုံပြပြောရမယ်ဆိုရင်တော့အတောက်လျှောက်ကိုဒီအစကဥမာခုနပြောတဲ့ဒီဆန်ဆန်ရေပင်စီဝါရီကိုလည်း ဟိုချင်းတစ်ခုလုံးကိုလွှမ်းခြုံနေဆိုပြီးမှအမားတဲ့ advocacy တွေနဲ့ဟိုဟိုဘက်ကိုဝင်သွားတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကကျွန်တော်တို့ပြန်ဆက်သွယ်တဲ့အချိန်မှာတစ်ခုမှဒီအင်ဂျီဆိုရထောက်ပံ့တဲ့ဟာကိုကုဘက်လုံးဝမရောက်တဲ့အတွက်ကြောင့်အာနောက်ဆိုရင်အဲ့လိုမလုပ်တော့ဘူးဆိုပြီးမှကျွန်တော်တို့ကိုယ်ပဲတည်တံ့ပြန်ပေးတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲ့လိုဟိုနိုင်ငံကြီးရအမျက်ထုတ်ခံရတဲ့ဟာတွေတော့ကျွန်တော်တို့တော်တော်လေးစီပီအနေနဲ့ခံရတယ်ဆိုတော့နောက်ပိုင်းမှာအိန္ဒိယဆိုရကလည်းအဲ့ဒီအဖွဲ့တွေကို ဒါအရင်ရှိနေပြေးသားနှစ်ပေါင်း30ကျော်ရှိတဲ့အဖွဲ့ကိုလုံးဝယုံကြည်မှုမရှိတော့ဘဲနဲ့တက်ရိုက်ပဲကျွန်တော်တို့စီကိုဒါပြီးလာတဲ့အရာတွေပြီးသူလို့ထွက်တဲ့ကိုလည်းအဲဒီကနေတဆင့်ကျွန်တော်တို့ကနေတဆင့်ဟိုပြီးလို့သားတဲ့ဟာတွေလည်းရှိတယ်ဆိုတဲ့ဟာလည်းထက်လောင်းပြီးမှ ပြောချင်ပါတယ်ဆိုတော့အရေးကြီးတာကတော့ဟိုဒီလောလောဆယ် stake actor အနေနဲ့အမရက်ဒီအာဟိုဘက်ရဲ့ဆက်ဆံရေးကျွန်တော်မရမချင်းတော့ဟိုအခုကပိုကောင်းသွားတာဒီအိန္ဒိယနဲ့ဆက်ဆက်နေတဲ့ နေရအားလုံးဒီဘတ်တော့ချောက်ဒီဘက်တပူဘက်ကလည်းတော်တော်များများကတော့ဒီတော်လှန်ရေးဖွဲ့ကြီးရဲ့လက်ထက်မှာလည်းရှိနေပြီဆိုတော့အိန္ဒိယလည်းသူ့တဘောထားတော့တချို့မှာပြောင်းလာတာတော့ဟိုရှိပါတယ်။ဒါပေမဲ့ဒီပြည်တော်အစိုးရကလည်းအများရန်ဟို PR ဟိုဒီအာ G2G ဆက်ဆံရေးလုပ်နေတဲ့ခါကျတော့တခုခုကိုဘက်ကနေ line ပေါ်မှာအရန်တင်ရင်ဟိုပြန်ပိတ်ခံရတဲ့ဟာတွေတော့ခဏခဏဟိုကြုံရတာတွေတော့ရှိတယ်ပေါ့နော်။ဆိုတော့အိန္ဒိယလည်းဒီတဲ့အတိုင်းပဲ ကိုနှစ်ဖက်ခေါ်ပြီးကစားနေတဲ့အတွက်ကြောင့်ဒါကုဘက်ကနေအကောင်းဆုံးဒီအခြေအနေမရောက်ခင်အထီးတော့ဒီအာတတိရှိရှိပါပါနတ်နတ်နဲ့ကျွန်တော်တို့ဟိုဆက်ဆံဖို့တော့အရေးကြီးတယ်အဲ့အတွက်ကြောင့်အခုလဲဒီမိခွန်းတွေမှာတချို့တွေတော့ချပြချင်တာတွေတောင်းရှိတယ်ပေါ့နော်ဒါပေမဲ့ခုနပြောတဲ့အတိုင်းတိုင်းငင်းကိစ္စကစားဒီတိုင်းငင်းဘက်ကလေးကနေတက်လာတဲ့စစ်ကြောင်းကိစ္စခုနကကိုရောမှပြောတဲ့ပြောတယ်လို့ပေါ့နော်ဒီအာသူ့ဝထားရမယ့်တချို့ကိစ္စတွေကို ဒီအချိန်မတန်တိခင်ဟိုထုတ်ဖို့ပြောလို့မရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မပြောဖြစ်တာဖြစ်တယ်ဒီဟာအိန္ဒိယအစိုးရနဲ့ပေါ့နော် PND မြန်မာတော်အစိုးရနဲ့လည်းဆက်ဆံရေးကောင်းကောင်းမွန်မွန်ဒီ ICCCB နေနဲ့တိဆောက်ထားတာရှိပါတယ်ဆိုတော့ဟာလေးနဲ့ပဲအထပ်ဖြစ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ